ွန်ဂိုဒီမိုကရက်တစ်သမရနိုင်ငံမှာအီဘိုလာရောဂါဖြစ်ပွားမှုပြီးဆုံးသွားပြီလို့ကွန်ဂိုကျမ်းမာရေးအရာရှိတွေနဲ့ကုလသမဂ္ဂလက်အောက်ခံကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO တို့ကတနင်္လာနေ့မှာပြောပါရယ် ိုင်ငံအတွင်း42ရက်ဇတရောဂါအသေးထပ်ပြီးမတွေ့ရသေးပါဘူးကွန်ဂိုနိုင်ငံကာဆိုင်းပြည်နယ်ကဗူလာပီကျမရေးဇုံမှာယောဂါကိုဖော်ထုတ်တွေ့ရှိပြီးတဲ့နောက်စက်တင်ဘာ4ရက်မှာကြေညာခဲ့တဲ့ဥဘူလာယောဂါဖြစ်ပွားမှုဟာ2022ခုနှစ်နောက်ပိုင်းနိုင်ငံထဲမှာပထမဆုံးဖြစ်ပါတယ်ကူဆက်ခံရသူစုစုပေါင်း64ဦးအနက်55ဦးသေဆုံးပြီး79ဦးပြန်ကျန်းမာလာတယ်လို့ကိုကိုကျန်းမာရေးဝန်ကြီးဌာနကပြောပါရယ်ယောဂဖြစ်ပွားမှုအစောပိုင်းကာလတွေကစပြီးကို န်ကိုဟာထိခိုက်ခံရတဲ့နေရာတွေကိုအနာပိုင်တွေကအမြန်မြေပုံရေးဆွဲပြီးကူးစက်မှုကိုထိန်းချုပ်နိုင်စေဖို့ပြန်ပြင်ထားတဲ့အမျိုးသားစောင့်ကြည့်ရေးစနစ်ကိုတုံ့ခဲပါတယ်။ကွန်ဂိုဟာအခုတော့ယောဂစောင့်ကြည့်မှုတွန်းမြင့်ခြင်းရက်90ကာလကိုစတင်တော့မယ်လို့လည်းကြေညာချက်ထဲမှာဖော်ပြထားပါတယ်။ ီဘိုလာရောဂါဖြစ်ပွားမှုဟာ1986ခုနှစ်မှာရောဂါကိုပထမဆုံးဖော်ထုတ်တွေ့ရှိပြီးတဲ့နောက်ပိုင်းဗဟိုအာဖရိကဒေသကကွန်ဂိုနိုင်ငံမှာ16ကြိမ်ကူးစက်တာလို့ WHO ကပြောပါတယ်ရှင်။